တပွဲကတော့လုံးဝချင်းငယ်ဆက်တပွဲကတော့လုံးဝပုံမှန်ပေါ့နော်ဖုန်းရင်တော့အရသာနဲ့ဘာများกว่าသွားရည်လည်းမသိဘူးဘာလို့လဲအများကြီးခဲ့ပေးရတာနော်တန်တယ်နော်စားတဲ့ခါမှာအဟားလာအဟိုးရင်တဲ့အတိုင်းပဲပြီးတော့အရင်တော့အချိန်လေးကိုပြန်ရောက်သွားတယ်ခင်ဗျားတို့ကစီးကိုက်ဆိုင်လာတိုင်းဒီလိုလာတိုင်းကြီးရအရင်ကြိုက်တာပိတ်ပောက်ချင်လေးပေါ့ဟိုင်းတို့ပဲစားနေရပြိတဲ့ကြီးအားလို့ရောဒီဟာပို့ပြီးတော့ထိမိထိမိပြီးတော့အရသာပို့ပြီးတော့ရှိသွားစေတယ် ချင်းမင်္ဂလာပါ။ဟိုင်းကျောင်းသူလေးဖြစ်နေရဲ့တွေ့လား။ဘာဖြစ်လို့လဲသလား။ဒီနေ့တို့တမင်္ဂလာဒီပုံစံနဲ့လာတာ။ဒီနေ့ကခိုင်းချိုးတို့အမှတ်ရရအများကြီးရှိတဲ့နေရာမဟုတ်လို့။ဒီကကြောင်မြောင်းထဲမှာရောက်နေတာ။ကြောင်မြောင်းဓမ္မဒါနာလမ်းပေါ့နော်။ခိုင်းချိုးကြောင်မြောင်းသူစစ်စစ်ပါရှင့်။ငငယ်လေးတွေကဒီမှာမွေးတာပေါ့နော်။မွေးပြီးတော့အခုတော့လှိုင်ရောက်သွားတော့လှိုင်သူပြောင်းသွားတာပေါ့။ဒီနေ့ခိုင်းချိုးကဘဲကိုခေါ်ချင်တာလဲဆိုတော့ခိုင်းချိုးရောခိုင်းချိုးအမေရောခိုင်းချိုးအမရောအမြင့်စားနေကြ ပိတ်အစားအစာစားတော့ဆိုင်လေးတစ်ဆိုင်ရှိတယ်နော်ဘာအစားအစာလဲဆိုတော့အဲ့ရောက်မှပြတော့မယ်အဲ့ဆိုင်လေးမှာဆိုရင်ခိုင်ကျိုးစားခဲ့တာကအခုဆိုရင်ခိုင်ကျိုးအသက်နဲ့တွက်ကြည့်မယ်ဆိုရင်10နှစ်နီးပါးလောက်ကြာသွားပြီထင်တယ်ရောက်ပြီဒီမှာဘိတ်ကကြီးကိုက်ဆိုင်ပါရှင်။လာခိုင်ကျိုးဒီဘက်ကိုပြမယ်။ခိုင်ကျိုးငယ်တော့ကဒီမှာလာစားတာဒီလိုကြောပေါ့ကြီးလေးနဲ့ပဲ။ကျောင်းကပြန်တိုင်းလေးလာတယ်အဲ့လို တလာလာပြီးစားတာပေါ့နော်သူကဖို့မီးဖို့ပူကြီးထဲမှာကြော်တာအဲ့ဒီပူကြီးတော့ခုမရှိတော့ဘူးဒါပေမဲ့ဆိုင်လေးကခုရှိနေသေးတယ်နောက်ဘက်ကိုသူကချက်လိုက်တယ်အရသာတွေရောဘာတွေပြောင်းလဲသွားပြီလဲပေါ့နော်အဲ့ဒါကိုဒီနေ့ကြည့်မယ်မင်္ဂလာပါဟိုင်းဆုံးဒီမှာဒီမှာစားနေကြအရင်တော့ခိုင်းဆုံးစားခဲ့တာတော့ကက်ကြီးကြိုက်ပဲသူက2000ဘယ်နှစ်ခုနှစ်တည်းကဖွင့်တာလဲ2006ခုနှစ်တည်းကစားရတယ်နော် ။ဒါလေးဈေးနှုန်းကလေဘယ်လောက်လောက်ကနေစခဲ့ရလဲ။ဟိုမှာသိမ့်မမမီရောရာကနန်းတော့ဒီ600နေသွားတယ်။အော်600နေစခဲ့ရ။ဘိမ့်မှာကြတော့ခင်ဗျတို့ခိုက်တို့လေးလေးလိလာထားတာပေါ့။မှားသွားတာရှိလေခွင့်လွတ်ပါနော်။အဲတဝဲသူတဝဲသားလေးတွေကဘယ်လိုစားလဲဆိုတော့သူကသူတို့စားလို့ရှိရင်ချစ်ချင်းဆက်ဆက်စားရတယ်။ခင်ဗျတို့ဒီမှာရန်ကုန်ကကြတော့နည်းနည်းပုံမှန်လိုပဲစားရပေါ့။ခင်ဗျတို့နှစ်မျိုးမှလိုက်မယ်။ဘိမ့်လက်ရလေးတပွဲရယ်။ချစ်ချင်းဆက်ဆက်ရယ်ပုံမှန်ရယ်။နှစ်ပွဲနှစ်ပွဲမှာမှတစ်မျိုးကပဇွန်နဲ့အနောက်တစ်မျိုးကဟောသားနဲ့စားလိုက်မယ်။ ိကကြီးကိုင်းမှာအဓိကအသက်ကပအုံးရီလို့ပြောကြတယ်။အဲပအုံးရီကသူကဓဏိရီဓဏိဓဏိပင်ရရတဲ့အရီတဲ့။သူကဘယ်လိုမျိုးလဲဆိုတော့အဲ့ဓဏိရီကိုအချင်ဖောက်ထားတယ်လို့ပြောတယ်။ဝဲရတာခတ်လာတာ။ခတ်တယ်မှာဒဲရမှာမှာ။ဟုတ်လား။ဘိတ်ကမှားတာတဲ့။အိုးကျေးဇူးပါ။အေးချက်တော့မထင်တယ်။ဒါအချူလေးပေါ့ စုံလေးနဲ့စားမှာဝဲကတော့လုံးဝချင်းငယ်ဆက်ဒါဝဲကတော့လုံးဝပုံမှန်ပေါ့နော်ခိုင်ကျိုးအမှန်တိုင်းကြောင့်အဲ့ဒီပုံမှန်စားနေကြတာဒီဆိုင်တာလေးငငယ်လေးကစားတာကတော့ပုံမှန်ဟာပဲစားတာအဲဂျင်းကြီးလေးနဲ့အလိုက်ပဲဘုန်းကြီးတော့အရသာနဲ့ဘာများกว่าသွားရည်လည်းမသိဘူးစားတဲ့ဟာမှာအရသာဟိုးရင်တဲ့အတိုင်းပဲပြီးတော့အရင်တော့အချိန်လေးကိုပြန်ရောက်သွားတယ်အစားစားတွေကအဲအတိတ်ကိုပြန်ခေါ်သွားရဆိုအရင်မှန်တယ်အဲ့လိုပြောမှာပေါ့နော် ်ပုံစံလေးအများကြီးခဲ့ပေးထားရအောင်တန်ရအောင်ကြည့်ပုံစံလေးအများကြီးမကြည့်ဟာလာပြီဟုတ်တယ်အဲ့ဒါမိနေရဆိုအဲ့လိုအချိန်လေးအမြင့်ချကြပေးရဲ့အကြီးရောလေဒီပစုံကလက်ဆက်တယ်တိလားခြုံတဲ့အရာသာပေါ်ပင်လယ်စာရဲ့ခြုံတဲ့အရာသာလေး အချိုလေးခဏရတော့မယ်ခိုင်ကျိုးအဆက်ဖက်သွားမယ်ပေါ့နော်ချင်ငန်ဆက်ရုပ်ကကြီးကိုက်အရသာနဲ့ဘိတ်ကကြီးကိုက်အရသာနဲ့ရတော့ခိုင်ကျိုးကတော့ဘိတ်ကကြီးကိုက်ကိုပို့ပြီးတော့ကြိုက်တယ်ခိုင်ကျိုးမေးကြည့်ထားတာပေါ့နော်မနှက်ဆိုလို့ရှိရင်လည်းအဲ့ဒီဘိတ်ကကြီးကိုက်နဲ့မနှက်စာလို့သဘောမျိုးပေါ့ဘိတ်ကကြီးကိုက်နဲ့ထမင်းနဲ့စားရင်လည်းစားတယ်အနစ်လေလည်းအိုက်တိုင်းပဲမနှက်နစ်လေညသူတို့အဆင်ပြေရအချိန်မှာစားတယ်အမြဲတမ်းပေါ့နော်ခိုင်ကျိုးဒါလေးမြည်ကြည့်အောင်ချက်ဥလည်းပါတယ်ပဲပြုတ်တယ်ရောဒါတော့မစားဘူးသေးဘူးချင်ငယ်ဆက်ကခုမှစားကြည့်မှာเนาะပထမဦးဆုံးမသိဘူးဘလို့နေလဲတော့ မှန်ပြောပြမယ်နော်။ဒီနေ့ခုမှဆိုလို့ရှိရင်ခိုင်ချိုလို့အဆက်တိတ်မစားရင်လည်းသူတော်မှဒါလေးပူကြိုက်တယ်။ဒီဟာပို့ပြီးတော့ထိမိထိမိပြီးတော့အရသာပို့ပြီးတော့ရှိသွားသေးတယ်။ကျဲဦးကြောင်လေးရိုက်ဝဲဦးကြောင်လေးရိုက်အဲ့ဒါလေးနဲ့လည်းစားကြည့်စားဖို့ကောင်းတယ်သလား။တော့ကစည်းကိုက်ဆိုင်လာတိုင်းဒီလိုလာတိုင်းကြီးရအရင်ကြိုက်တာပိတ်ပေါက်ချင်းလေးပေါ့အိုင်တို့ပဲစားနေရပြိတဲ့ကြီးအားလို့ရော့ ငါလေးကျေးဇူးပါပြန်တော့မယ်ပွဲရီအများကြီးကြော်လေရလားဟုတ်ပါဟုတ်လားအော်ဒါရီဒီမှာအများကြီးပဲပြန်တော့မယ်လို့ကျေးဇူးပါတဝဲလိုလေးပြောသွားလိုက်အောင်မေးထားတာအားစားကောင်းတယ်လို့အားစားကောင်းတယ်ဆိုတာက तू ကတဝဲလိုပြောတာပေါ့နော်ခိုင်ကျိုးပြောတာလွဲနေလားတော့မသိပါဘူးခိုင်ကျိုးလည်းမေးကြည့်ထားတာပေါ့နော်အဲအဲ့တော့ခုနစားသွားတာပုံမှန်ရဲ့နောက်ပြီးလို့ရှိရင်အဲချင်းငယ်ဆက်လေးရေပေါ့နော်ဘိတ်ရတာစစ်စစ်လေးအဲ့နှစ်ခုမှာခိုင်သူဘာကြိုက်လဲဆိုတော့အကြိုက်ကပြောင်းသွားရင်ငငယ်တော့ချင်းငယ်ဆက်မစားနိုင်ဘူး အခုဒီအခုလောလောဆယ်တော့ခင်ဗျာချင်းငယ်ဆက်ကိုပို့ပြီးတော့မဲပေးပါတယ်ရှင်ချင်းငယ်ဆက်လေးစားကြည့်ပါဒီကိုလာရင်တော့ပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့အဆက်ကြောင့်ရင်တော့ပုံမှန်လေးစားဒီဆိုင်ရဖွင့်ချိန်ကမေးထားတာကမနေ့6ခွဲရနေပြီးတော့ည9နာရီထိဖွင့်တယ်တဲ့ပိတ်ရလုံးဝမရှိပါဘူးတဲ့နောက်တစ်ခုသူအော်ရာမာလို့ရတယ်ပါဆယ်ထုတ်နေရလဲခင်ဗျာတွေ့ရအဲ့တော့အော်ရာလှမ်းမှခြင်းလဲဖုန်းဆက်ပြီးတော့လှမ်းမှလို့ရတယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်ခင်ဗျာဆိုဖန်ဆိုင်ကိုပြန်တော့မယ်လို့အားလုံးပဲပိတ်လိုက်ရကကြီးကြိုက်လေးညှင်းနေဆိုရင်ဒီကိုလာခဲ့ပါလို့ပြောရင်းနဲ့သွားတော့မယ်လို့တက်တာ